ကဲဒါတော့ဥသိန်းရဲ့အဖေနဲ့အမေပဲဖြစ်ပါတယ်ဒါရွာရောက်နေတာအဲ့တော့မယ်လော်ကြီးဒီခါကြီးရောပေါ့လက်တွေလည်းရလာပြီဆိုတဲ့အခါကျတော့မေရမှာတလုံးနဲ့ပဲတရားနာလားလို့မေးမယ်တရားနာလားတရားနာရမယ်နော်တရားနာတာဒီသူများအတွက်လားကိုယ်အတွက်လားကိုယ်အတွက်ပါဟုတ်တယ်နော်အဲ့တော့နားမယ်တရားလည်းတခြားတရားလားသစ္စာတရားလား သနာတရားသစ္စာတရားဆိုတာဘယ်ပေါ်ညံရောက်တဲ့တရားလဲခန္ဓာပေါ်ညံရောက်တဲ့တရားအဲ့ဒီသစ္စာတရားဘာကြောင့်နာတာလဲလို့မေးရင်ကိုဘယ်လိုယောဂမျိုးတွေနှိပ်ဆက်ပြီးတော့တေရမယ်ဆိုတာကိုကောင်းကောင်းမသိနိုင်တဲ့အတွက်ကြောင့်ခန္ဓာညံရောက်တရားနာတာဟုတ်ပြီလားမှန်ပါဗျာအဲ့တော့တာယဟန်ကိုမွေးထားတဲ့အမေတွေအတွက်အကောင်းဆုံးလက်ဆောင်ကအာနေတရားကောင်းကောင်းစားတရားကောင်းကောင်းဝဲစရာ ကောင်းကောင်းစီတရားကောင်းကောင်းနေမမျော်လင့်နဲ့ ဟုတ်ပြီနော်အမျော်လင်းတဲ့ဒါရဟန်းမွေးထားတဲ့မိခင်များဒါရဟန်းရှင်ရနေဒါရဟန်းဘုံကြီးလာလို့ကာကြီးတွေနဲ့ဟာရွှေတွေငွေတွေနဲ့နေရာထိုင်ခင်းအသက်တွေရလိမ့်မယ်လို့မမျော်လင်းနဲ့အဲ့ဒါတွေကအပြင်းမန်းတရားတွေအနှစ်သာရမရှိတဲ့တရားတွေအဲ့တော့မေတော်ကြီးတွေတခါကြီးတွေတကမကြီးတွေအဓိကမျော်လင်းရမယ့်တရားကဓမ္မဘာလဲဟေဓမ္မဓမ္မ အဲ့တော့ယရဏထဲမှာယရဏထိုက်တဲ့တရားကတခြားလားဓမ္မယရဏလားဓမ္မယရဏအဲ့ဒါကိုမြန်မာလိုပြောတော့တရားပေါ့ဗျာမြန်မာလိုပြောတော့တရားဒါဆိုတာဝန်မွေးထားတဲ့အမေတွေအတွက်အကောင်းဆုံးလက်ဆောင်ကတခြားလားဓမ္မလက်ဆောင်လားဓမ္မလက်ဆောင်ပါဗျာအဲ့ဒါတရားကို ကောင်းကောင်းနာပြီးတော့ကောင်းကောင်းကျင့်ရမှာတာဥဒင်းရှိတဲ့အတွက်တန်ခံတဏ္ဏကိစ္စာမိဥဒင်းအားကြီးညိုပြီးတော့ညာပုပ်ကိုကြီးညိုရင်းနဲ့အားလုံးဓမ္မဘက်ကိုရောက် ်ဩအဲ့လိုတာယဟန်ရှိတဲ့မိသားစုဖြစ်တဲ့အတွက်ကြောင့်ဘုရားကိုလည်းကြည်ညိုတယ်တရားပေါ်မှာလည်းကြည်ညိုတယ်တန်ဃာတွေရဲ့အပေါ်မှာလည်းကြည်ညိုထပ်သွားတာဟုတ်ပြီနော်အဲ့ဒါယဟန်ရဲ့ခြေစုပေါ်ဘာခြေစုလဲယဟန်ရဲ့ခြေစုပါအဲ့ဒါမြန်မာလိုပြောတာပါဠိလိုဒီခေတ်စကားနဲ့ဘုရားရဲ့စကားနဲ့ပြောရရင်တော့တန်ဃာရဲ့ခြေစုဘုသူခြေစုလဲတန်ဃာရဲ့အဲ့တော့တခြားတရားလားတစ္ဆာတရားလားတစ္ဆာတရားပါဗျာ ဘယ်မှာရှိတဲ့တရားလဲလို့မေးရင်ခန္ဓာမှာရှိတယ်ပြန်ဒါမှမဲ့အဲကြောင့်တရားနာလားလို့မေးတာဒီတရားနာဆိုတာတရားနှမျိုးတရားဘယ်နှမျိုးလဲနှမျိုးနံပါတ်1ကသူများတရားနံပါတ်2ကသူများတရားနေ့တိုင်းတရားနာတာဒီဆရာတော်ကြီးတွေရဲ့တရားဘယ်သူတရားလဲဆရာတော်ကြီးကျန်တော်ကြီးရဲ့သစ္စာတရားကိုနာတာဒီသစ္စာတရားဒီဉာဏ်တရားဖြစ်ပြီးဟုတ်တယ်သို့တော့သူများတရားမှုလို့ကံအဆင့်မှာရှိတယ်ဘယ်အဆင့်မှာလဲကံအဆင့်အဲ့ဒါကနာတာ ဲ့ဒီနာတဲ့အတိုင်းနှလုံးသွင်းပြီးတော့ဆုံးဖြတ်မှာနာတဲ့အတိုင်းနှလုံးသွင်းဆုံးဖြတ်မယ်ဆိုတော့နံပါတ်1ကသူများတရားနာနံပါတ်1ကသူများတရားနာနံပါတ်2ကခန္ဓာဟောတဲ့တရားနာဘယ်တရားလဲခန္ဓာပါဗျာအဲတရားကြီးတရားမကြီးတခြားနယ်လားခန္ဓာနဲ့လားခန္ဓာနဲ့ပါဗျာနေ့တိုင်းခန္ဓာကတရားဟောလိမ့်မယ်ဘာဟောလိမ့်မလဲမြင်နေကြားတယ်နားနေစားတယ်ထိတွေ့တယ်ဆိုတာတခြားလားဓမ္မတွေလား မြန်မာလိုပြောတော့တခြားလားတရားလားတရားပါဘယ်သူဟောတဲ့တရားလဲကိုခန္ဓာဟောတဲ့တရားပြီးတော့ဘယ်သူဟောတဲ့တရားလဲကိုခန္ဓာဟောတဲ့တရားကိုတခြားလားကိုနာမှလားအာဒါကြောင့်တရားဆိုတာအဝေးမှလားခန္ဓာထဲမှာလားအခုတရားနာနေတယ်အခုတရားနာနေတာ3မိနစ်လောက်ရှိသွားပြီခန္ဓာထဲမှာနားထုတ်ခြင်းကြိုက်ခဲလေးတွေပြမှပြရလားပြပါလေအဲပြောတဲ့ပြောတဲ့ပြမှပြရလားပြပါလေ အဲ့ဒါကိုခေါ်လို့လားလားသူ့သဘောလားသူ့သဘောနဲ့ပါသူ့သဘောနဲ့သူအဲ့ဒီနားနေတာလေးကတခြားလားနှိမ့်ဆက်နေတာလားနှိမ့်ဆက်နေရနားတာနေရတာချမ်းသာသလားဆင်းရဲသလားဆင်းရဲပါအဲနားတာလေးကဆင်းရဲလို့တခြားလားဒုက္ခလားဒုက္ခပါအမှန်အကန်ဆင်းရဲလို့တခြားလားသစ္စာလားသစ္စာပါဒါဆိုအောက်နေတာလေးကဘာသစ္စာလဲဒုက္ခသစ္စာပြောနေအောက်နေတာလေးဘာသစ္စာလဲဒုက္ခသစ္စာဘသူဟောနေတဲ့တရားလဲခန္ဓာဟောနေတဲ့တရားပြောနေဘသူဟောတဲ့တရားလဲခန္ဓာ သူများခန္ဓာလားကိုယ်ခန္ဓာလားကိုယ်ခန္ဓာပါဗျာကိုယ်ခန္ဓာနားထောင်ခြင်းကြိုက်ခဲလေးတွေပြတိုင်းပြတိုင်းဒီတခြားလားတရားဟောနေတာလားတရားဟောနေတာအဲ့ဒါကိုဓမ္မကုံတော်နဲ့ဓမ္မတရားကုံတော်6ပါးနဲ့ပြောရရင်တော့ဟင်အေဟိပတ္တိကိုအေဟိလာလဲပတ္တရှုလဲဆိုတာခန္ဓာခေါ်နေတယ်ခန္ဓာတရားပြနေတယ်မင်းလာရှုတော့လို့ခေါ်တာပဲသဘောကျလားဟိဒါဆိုရင်နာတာလေးကျင်တာလေးကြိုက်တာခဲတာလေးကကိုယ်သဘောနဲ့နာတာလားသူ့သဘောလား ိုခေါ်လို့နာကိုခေါ်လို့လာဟေးငါ့ကိုနာအောင်လှုပ်ပေးပါလို့ကိုကခေါ်တင်လာလို့လားလုံးပါဘူးခင်ဗျာပျောက်သွားတော့ကိုကပျောက်ခိုင်းလို့သူကပျောက်ထားလားသူသဘောနဲ့ပြတ်သွားတာလေသူသဘောနဲ့ပြတ်သွားတာအဲဒါကြောင့်မလို့နားနေတာကျင်းနေတာဒီတခြားလားနှိမ့်ဆက်နေတာလားနှိမ့်ဆက်နေတာဘသူ့ကိုနှိမ့်ဆက်တာလဲခန္ဓာအဲဟုတ်တယ်မှန်တယ်မှန်တယ်မှန်တယ်ဒါတရားတက်လာတာဘသူ့ကိုနှိမ့်ဆက်တာလဲခန္ဓာကိုနှိမ့်ဆက်တာချီးမြှောက်တာလားနှိမ့်ဆက်တာလားနှိမ့်ဆက်တာပါဘုရားနေတိုင်းနေတိုင်းနားတိုင်းကျင်တိုင်းဘာလို့ခံရတာလဲနှိမ့်ဆက်နေတာ ကဲဇက်ချိုးတက်လာရင်လည်းမလုပ်တာလဲမိတ်ဆက်ခေါင်းမူလာလဲမိတ်ဆက်ပါဘူးသွေးတူးလာလဲမိတ်ဆက်ပါဘူးရားလာလဲမိတ်ဆက်ပါဘူးအဲဒေါသလေးဖြစ်လာလဲမိတ်ဆက်ပါဘူးအဲဟုတ်ပြီခေါင်းအဲဆေးတောက်လို့ဆေးထိုးဟာဆေးမန်းရမှောက်ရတာလဲမလုပ်တာလဲနှိမ့်ဆက်တာဘသူ့ကိုနှိမ့်ဆက်တာခန္ဓာပါဘူးဒါဆိုခန္ဓာဘာလုပ်ခံနေရနှိမ့်ဆက်ရပြောဘာလုပ်ခံနေရလဲနှိမ့်ဆက်ခံနေရဒါတာယဟန်ရှိတဲ့အမေတွေအဖေတွေအတွက်အထူးတရားနာရတာပဲ တဘောကြလားဟိတဘောပါဘုရားလက်ဆောင်ဝန်တခြားလက်ဆောင်လားဓမ္မလက်ဆောင်လားဓမ္မလက်ဆောင်ပါဘုရားအာကျန်တဲ့ရွှေတွေငွေတွေကားတွေတိုက်တွေမမျော်လင့်နဲ့အဲ့ဒါတန်ဖိုးမရှိဘူးဒီတရားတွေသာနဲ့တခြားလားတန်ဖိုးလားတန်ဖိုးပါဘုရားအကေဟုတ်တရားပြန်အလုံးသွင်းအခုတရားလေးထိုင်နေတာ6မိနစ်လောက်ဖြစ်သွားတဲ့ခါကျတော့ခန္ဓာကိုယ်ထဲမှာနာထုံရင်ကြိုက်ခဲလေးတွေမပြောင်းလားပြလားပြပါဘုရားဘာလို့ခံနေရနှိမ့်ဆက်ခံနေရဘာလို့နှိမ့်ဆက်တာလဲခန္ဓာကိုယ်နှိမ့်ဆက်ဒါဆိုတနေ့နေ့ဘယ်နှကြိမ်လောက်နှိမ့်ဆက်လဲပြောလို့ရလားမပြော အာအချိန်မောင်းမရင်မတွက်အောင်ဘသူကနှိမ့်ဆက်တာလေခန္ဓာကနှိမ့်ဆက်တာဘသူကနှိမ့်ဆက်ခံရတာလေခန္ဓာကနှိမ့်ဆက်ခံဒါဆိုနှိမ့်ဆက်တာလေခန္ဓာပြောသံနှိမ့်ဆက်တာလေခန္ဓာနှိမ့်ဆက်တတ်တာလေခန္ဓာနှိမ့်ဆက်ခံရတာလေခန္ဓာ ခန္ဓာလို့အမှန်တိုင်းသိတော့ဒဂါကြီးတို့မေတော်ကြီးတို့ငါဆိုတဲ့အယူရှိသေးလားမရှိပါဘူးခင်ဗျတခြားပြုတ်ထားလားတက္ကရာဒိဋ္ဌိပြုတ်တာအဲ့ဒီနာတိုင်းကျင်တိုင်းနာထုံးကျင်ကြိုက်ခဲလေးတွေကလည်းတစ်ချိန်နဲ့လားအချိန်ချင်းလားအချိန်ပါဘုရားအဲနာတာလေးဖြစ်တာအော်နာတာလေးဟာအောက်နာလေးဟာနှိမ့်ဆက်တာပဲလို့သိလိုက်တော့အောက်နာလေးနှိမ့်ဆက်တာပဲလို့သိတော့အော်ကိုကတိအောင်ရှိသေးရဲ့အောက်နာလေးပြတ်သွားတာတွေ့တော့ ဟောအပြက်ကိုတွေ့ရင်တတရဒိဋ္ဌိဆင်းတယ်အပြက်ကိုတွေ့ရင်တတရဒိဋ္ဌိဆင်းတယ်အဖြစ်ကိုနာတာလေးရဲ့အဖြစ်ကိုသိရင်အုပ်စေတာဒိဋ္ဌိဆင်းတယ်နာတာလေးရဲ့အဖြစ်ကိုသိရင်အုပ်စေတာဒိဋ္ဌိဆင်းတယ်နာတာလေးပြတ်သွားပြီလို့သိလိုက်ရင်တတရဒိဋ္ဌိဆင်းတယ်ဗာဒိဋ္ဌိဆင်းတယ်တတရဒိဋ္ဌိဆင်းတယ်နားနေတာကျင်းနေတာဟေးအထက်မပါပုပ်ကိုတတ်တော့ငါမပါသူမပါပဲနဲ့နှိမ့်ဆက်မှုသဘောတသက်ပဲသိလိုက်တော့ဗာဒိဋ္ဌိဆင်းတယ် တက်ကာယဒိဋ္ဌိစင်တယ်သူများမြင်တာလားကိုယ်တိုင်မြင်တာလားကိုယ်တိုင်မြင်တာမလို့တန်တရားဝိသေသာမသိဘူးလားသိပါရဲ့ဗျာဒါနာတိုင်းနာတိုင်းဘာသစ္စာလဲဒုက္ခသစ္စာတိတဲ့ဉဏ်ကမက္ခသစ္စာတည်သွားတာက သမုဒယသစ္စာသမုဒယငိမ့်တာကនិရောဓသစ္စာသစ္စာ၄ချက်မဆိုင်ဘူးလားဆိုင်ပါရဲ့ဗျာ ဒါတို့ခန္ဓာထဲမှာပြတဲ့တရားကိုယ်ခန္ဓာပြတဲ့တရားကိုနှေးတိုင်းတခြားလားနားရမှာလားနားပါဘူးဒေါသနဲ့နားမှာလားညံနဲ့နားမှာလားနားပါဘူးအဲညံနဲ့နားနိုင်သောပုံကိုယ်တွေဖြစ်ကြပါစေလို့တိုက်တွန်းနှိုးတော်ရင်းနဲ့ဒီနေ့ကျေးဇူးဆက်တဲ့တရားဒီမှာနဲ့အဆုံးသတ်တာလူခေါ်နား